ားပါရှင်ခေတ္တတလီဝေရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးပေါင်းမြွေနယ်ကိုပုံလာကျဲတဲ့ပါရာမူတာကုံပါကဖာနဲ့ PDF တွေပြစ်ချဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပေါင်းမြွေနယ်အတွင်းပုံလာကျဲတဲ့စစ်တပ်ပါရာမိုတာဒစီကုံ PDF နဲ့ပါကဖာတွေကဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်တာကြောင့်ပြတ်ကျသွားတယ်လို့မြိုင်မြွေနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။မြိုင်ပါကဖာပေါက်ပါကဖာ ် MGYPDS စူပေါင်းတပ်များဖြင့်ပူးပေါင်းကစစ်ကြောင်းများအားတိုက်ခိုက်စဉ်ပခုတ်ကူတရားတင်မှလာရောက်ပစ်ခတ်သည့်ပါရမူတာအောင်ဝိုင်းဝန်းပစ်ခတ်ကြရာပြတ်ကျသွားပါကြောင်းတရင်ထုတ်ပြန်အပ်ပါသည်ဟုကနအူးတရင်ထုတ်ပြန်ထားပါသည်တော်လည်းတဖွဲ့ဝင်တွေကပိုက်ဖိုက်တနက်နေ့စစ်တရက်ပါတော်မူတာကိုပြစ်ခတ်ခဲ့တဲ့ရုပ်တံကိုလည်းမြိုင်ပကဖာကထုတ်ပြန်ထားပါတယ်။နှက်စည်းတက်လာတာတမတရတက်ကနေပြစ်နာတစည်းထိတယ်လို့မြိုင်ကကွယ်ရေးတဖွဲ့ဝင်တအူးကပြောပါတယ်။ နိုဝင်ဘာလ22ရက်နေ့ညနေ4နာရီခွဲနဲ့9နာရီကြာမှမြိုင်နယ်ပောက်နယ်အစပ်မှာပခုတ်ကူတရတင်မှတက်လာသည့်ပါရမိုတာ၂စီးမှဒစီပြတ်ကျသွားတယ်လို့အညာမြေတပ်ပါစုကထုတ်ပြန်ပါတယ်။တဲချင်းရွာအနီးမှာလို့အညာမြေတပ်ပါစုရဲ့ပြောရေးဆိုခွင့်ရှိသူကိုဘိုဘိုတန့်စိန်ကပြောကြားပါတယ်။ဒါအပြင်စက်တက်လေဒီပေါ်ပါလာသည့်စစ်သားအတေးရရှိတယ်လို့ဒေသခံတော်လည်းရေးတာဝန်ရှိသူအချို့ကအတည်ပြုပါတယ်။စက်တက်လေဒီကိုတော်လည်းရေးတပ်ဖွဲ့တွေကအလုံးစုံပြောင်းရွှေ့တဲ့ဆောင်ပြီးပြီလို့သိရပါတယ်။ အညာမင်းအရက်ဖက်လူမှုအဖွဲ့အစည်းမြိုင်ကလည်းပြည်သူတွေရဲ့စူးစမ်းမှုကြောင့်ပြတ်ကျသွားတာလို့သိရပါတယ်ခင်ဗျာပြည်သူများပြောင်းရွှေ့ကျေနွေးကြပါစေလို့ဖော်ပြထားပါတယ်အနာဒင်းစတဲ့ဟာတော်လရင်တဖွဲ့ရင်းစုမုနေမြေရင်းနဲ့ပြည်သူနေထိုင်ရာနေရာတွေကိုလေကြောင်းကတိုက်လေရင်းနဲ့တိုက်ခိုက်တာအပြင်ပါရာမော်တာ၊ဂျိုင်းလိုကော်ပတာတွေနဲ့လည်းဘုံကျက်တိုက်ခိုက်နေတာတွေကိုစက်နက်ပြုလုပ်နေတာဖြစ်ပါတယ်။ နိုဝင်ဘာလ6ရက်နေ့ကလည်းပဲခူးတန်းဖြူမြွန်းနယ်မှာဘုံလာကျဲတဲ့ဂျန်ရူကော်ပတာအပြန်မှာပြက်ကြပြီးစစ်သား2ဦးသေတယ်လို့ပဲခူးတန်းစစ်ဌာနကထုတ်ပြန်ထားပါတယ်။ယခုနှစ်ဧပြီလကလည်းစစ်ကောင်စီတပ်မတရားတက်ကနေပခုတ်ကူမျိုးပဲပြန်တက်လာတဲ့ပါရာမိုတာစက်တက်လေးဒီတစီကိုကာကွယ်ရေးတပ်ဖွဲ့တွေပြစ်ချနိုင်ခဲ့ပါတယ်။စစ်ကောင်စီကအရတားတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခတ်မှုတွေစက်တက်ပြုလုပ်နေသည့်အပြင်မကွေးစကိုင်းနဲ့မန္တလေးတိုင်းမှာပါပါရာမိုတာဂျိုင်းရိုကော်ပတာတွေတွင်တွင်ကြဲကြဲအသုံးပြုနေတာဖြစ်ပါတယ်။ ဆက်လက်ပြီးမင်းကင်းနယ်ချင်းတွင်းမြေရိုးကရွှေမြောင်းလုပ်ငန်းတွေရပုံချက်ခံရပြီးလူတာစင်ကြီးတေဆုံးတရားရောင်း NUG ပါတုံးလုံးနဲ့ဒေသခံတွေအငင်းပွားဆန္ဒပြမှုတွေဖြစ်ပြီးရွှေစာသူချင်းစေအစုကပုံချက်တက်တာဖြစ်စွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကန်တိုင်းမင်းကင်းမြို့နယ်ချင်းတွင်းမြေရိုးရှိလမ်းပြချင်းရွာအနီးရွှေမြောင်းလုပ်ငန်းတွေတဲ့နေရာကဒီကနေ့စေအစုကပါတာမူတာဆက်နက်လေဒီ3စီနဲ့ပုံချက်ပြီးနောက်တိုက်လေရင်တွေပါထပ်မံပုံချက်တက်ဖြတ်ခဲ့ရောင်း အနည်းဆုံးပွဲချင်းမိနှစ်ဦးသေဆုံးပြီးဒါဇင်နဲ့ချီတရားရတယ်လို့ဒေသခံသတင်းရှင်မြစ်ကပြောပါတယ်။နိုဝင်ဘာလ22ရက်နေ့ဒီကန်နေမင်းကင်းမြို့နယ်လောင်းမြစ်ကျင်းရွာအနီးချင်းနှင်းမြေကန်ဆက်ကရွှေမျောလုတ်ကန်ရနေရာကိုစောစုကတိုက်လေရင်ဆက်တက်လေတွေနဲ့ပုံကျက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဆက်တက်လေသည့်၃စီးနဲ့နှစ်ကြိမ်မိုးကျပြီးနောက်တိုက်လေရင်တက်စီးက၅ချိန်အထိပြောင်းဝဲကရော့ကက်တွေပုံနေနဲ့ကျဆတိုက်ခိုက်တာဖြစ်တယ်လို့ တိုင်းလင်းရင်ဘောကနေစတနနဲ့တရဇက်ပြစ်ခတ်တက်ဖြစ်သွားတာလို့ဒေသခံတအူးကပြောပါတယ်။ဒေသကနေရောက်တရားရသူတွေကများတယ်ဗျ။ဒါစင်ချီရှိမှအခုရတဲ့လောက်က၁၂ရကျော်ရှိတယ်။ဒီထက်ထမ်းများနိုင်နေဗျ။မိလောင်နေတာရေထဲရှာနေကြတော့ဆိုတော့အတီကပြုလို့မရသေးဘူး။ဒီထက်ပိုများနိုင်နေဗျ။ရှာနေကြတော့ပြောက်ဆုံးနာတွေလည်းစီနံပြီးစာပွေကစေးရဲ့လှုပ်ဖို့ကြိုးစားနေကြကံတည်ဆုံးသူနဲ့တရားရသူတွေဟာရွှေမြောလုကန်သူနဲ့ဒေသခံတွေဖြစ်တယ်လို့ဆိုပါတယ်။ ။ဆီလိုဆိုရင်ဘုံချက်ပြစ်ခတ်တပ်ဖြတ်မှုကြောင့်ရွှေမျိုးဖောင်အချိုးရေမျိုးကတချို့ကမိလောင်ပြက်စီတယ်လို့လမ်းပြညာကန်တူကပြောပါတယ်။ကျက်ပိုင်တာကတစည်းတဲ့ပါဗျာတစည်းတဲ့ကိုဘုံက၃ချိန်ချပါတယ်။၃ချိန်ကို၂ချိန်တွင်နှလုံးချတာ။အဲ့ဒါပြီးတော့မော်တာ၁၇နဲ့တင်းနဲ့ကုတ်တာ၂ချိန်ပေါ်လင်းပထမအကြိမ်ကုတ်သွားလိုက်နောက်တစ်ကြိမ်ကုတ်သွားလိုက် ဂျက်ဖိုင်တာကအကုန်လုံးတိုက်ခတ်မှုပေါင်း၅ကြိမ်မှာပါရာမူတာကတော့၃စီလာတာကိုတိုက်ခတ်မှု၂ကြိမ်ဖြစ်ပါတယ်။ဒစီကတော့မင်းကဲဘက်ကိုပြန်သွားတယ်။နှစ်စီကတော့မုံရွာဘက်ကိုပြန်သွားတယ်။စောစုဟာလူများများရှိနိုင်မဲ့ထင်းတဲ့နေရာတွေကိုပြစ်မှတ်တာကပုံကျက်တက်ဖြတ်သွားတာဖြစ်တယ်လို့လောင်ပြေရွာကနောက်ထပ်တအူးကလည်းအတည်ပြုပါတယ်။အဓိကကျေတာကတော့လူစုလူဝေးဖြစ်တဲ့နေရာတွေကိုကျဲတယ်လို့သိရတယ်။မျောမောင်းနေတော့စက်တန်တွေကဆူညံနေတာမကြားတဲ့သူတွေကတော့လွတ်လိုက်မယ်မထင်ဘူး။ ဲ့ဒီလမ်းပြင်ရွာအနီးချင်းရွေးမြင်ရုံမှာအမျိုးသားညညုံရဲ့အစိုးရအနီးဂျီလက်အောက်ခံပါတုံးလုံးအဖွဲ့တွေကရွှေသူဘုတ်စီစဉ်လို့ဒေသခံတွေကအချင်းချင်းကက်ကွက်ဆန္ဒပြနေပြီးဆန္ဒပြပွဲဥဆောင်သူတွေကို NUG တပ်ဖွဲ့ကဖမ်းဆီးထားကောင်အချင်းချင်းအညံ့မွားနေတဲ့နေရာဖြစ်ပါတယ်ရွှေတူးဖော်မဲ့လုပ်ငန်းတွေကြောင့်လေယာဉ်မြေအေကတောင်းတဲ့ချေပြစေနိုင်တယ်လို့ဆိုကောင်ဒေသခံတွေကကန့်ကွက်နေပေမယ့် နိုဝင်ဘာလ10ရက်ကစတင်ကရွှေမြောလုပ်ငန်းတွေစတင်လုပ်ကမ်းနေချိန်စိုးစုကအခုလိုအချိန်ကကောင်းကိုဆောင်ကလာရပုံကျက်တက်ဖြတ်သားလို့ဒေသခံတွေကပြောပါတယ်ရှင်ဆလပင်မြောက်ရီတောင်ပန်းမင်းလက်ပန်းရွာမှာအကြမ်းမတ်စိုးစုနဲ့ KNL လေးပူးပေါင်းတက်များနှစ်ရက်ကြာတိုက်ပွဲပြင်းထန်နေစွာသတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ် ကရင်ပြည်နယ်မြဝတီမြို့တောင်ပတ်ထိုင်းမြန်မာနယ်စပ်အနီးရှိမင်းလက်ပံချေရွာတဝိုင်းမှာစစ်ကောင်စီတပ်နဲ့ KNL လေးဦးဆောင်တီတော်လိုင်းရဲပူပေါင်းတပ်ဖွဲ့များကြောင့်နိုဝင်ဘာလ22ရက်နေ့မှာစတင်ကနိုဝင်ဘာလ22ရက်နေ့မနက်ပိုင်းအထိတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိပါတယ်။ မြေပြင်တရင်ချင်းမြများ၏အဆိုအရစက်ကောင်စီတပ်ဖွဲ့ဝင်များသည်နိုဝင်ဘာလ22ရက်နေ့ကလည်းမြဝတီဟောလီလမ်းမရှိအင်ဂျင်မြန်ကျေးရွာဘက်မှတဆင်မင်းလက်ပံကျေးရွာဘက်သို့စစ်ကြောင်းချီတက်လာလှုပ်ရှားခဲ့ခြင်းဖြစ်ပါသည်အဆိုပါစစ်ကြောင်းကို KLL တော်လည်းရေပူပါတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာတိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်မနေ့ကနိုဝင်ဘာလ22ရက်ကလေးကစစ်ကြောင်းထွက်လာလို့ပြစ်ခတ်မှုတွေစဖြစ်တာပါနိုဝင်ဘာလ22ရက်နေ့မှာလည်းထပ်ပြီးထိတွေ့မှုတွေရှိနေတဲ့ စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ပါပစ်ကူပေးနေတဲ့လုံတော်လိုင်းရဲ့တပ်တွေဘက်ကလည်းသူတို့စစ်ကြောင်းကိုဟန်တာဖို့စူးစမ်းနေပါတယ်ဟုစီရဲသတင်းရင်းမြစ်တအူးကပြောကြားပါတယ်။နိုဝင်ဘာလ22ရက်နေ့မနက်ပိုင်းမှာလည်းစစ်ကောင်စီတပ်များကမင်းလက်ပံရွာအတွင်သို့ဝင်ရောက်ရန်ကြိုးပမ်းမှုကြောင့်ထိတွေ့တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ပါတယ်။စစ်ကောင်စီဘက်ကလက်နက်ကြီးများဖြင့်ပစ်ကူပေးကထိုးစစ်ဆင်နေတဲ့လုံတော်လိုင်းရဲ့တပ်ဖွဲ့များဘက်ကလည်းအပြင်းထန်ခုခံတိုက်ခိုက်လျက်ရှိပါတယ်။ ိုက်ပွဲများကြောင့်မင်းလက်ပံရွာနှင့်အနီးနားရှိဖလူရတိကိုစားသည့်ကျင်းရွာများမှဒေသခံပြည်သူများသည်ဘေးလွတ်ရာသို့ထွက်ပြေးသင်ဆောင်နေကြရပါသည်စစ်ကောင်စီတပ်၏လက်နက်ကြီးကြီးများကျင်းရွာများအတွင်ကြားရပောက်ကွဲမှုများရှိနေတာကြောင့်ဒေသခံများမှအနေဆက်ဖြတ်ကျော်ကောင်ထိုင်းနိုင်ငံဗချန်နှင့်တောင်ရင်မြေကနဘူးတစ်ဆောင်မှယာယီခုံလုံးနေကြရကြောင်းသိရပါသည် စစ်ကောင်စီကပြီးခဲ့သည့်လပိုင်းများအတွင်လက်လွတ်ခဲ့ရသည့်မြဝတီဝေါ်လီလမ်းမိုက်တရှိနေမြေများကိုပြန်လည်ဆုံမွတ်နိုင်ရန်လေးကိတ်ကော်မျိုးတရပါဝင် မင်းလက်ပံဖလူဒေတာများကိုထိန်းချုပ်နိုင်ရန်အတွက်အောင်စရာစစ်စင်ရေးကဲ့သို့သောထိုးစစ်ဆင်မှုများကိုအစမပြတ်ပြုလုပ်လျက်ရှိပါသည်ယခုတကြိမ်စစ်ကြောင်းထုတ်မှုသည်လည်းအဆိုပါနယ်မြေစုမှုရေးစစ်စင်ရေး၏အစီအပိုင်းတစ်ခုဖြစ်ပြီးနှစ်ဖက်စီရေးတင်မာမှုများရောကြသွားခြင်းမရှိသေးပါဘူးလက်ရှိအချိန်မှာတိုက်ပွဲဖြစ်ပွားရာနေရာတဝိုင်းမှာစီရေးအခြေအနေရှုပ်ထွေးလျက်ရှိပြီးဒေသခံများအနေဖြင့်လုံခြုံရေးအထူးတတိပြုကြရန်တော်လရင်အင်အားစုများကတတိပေးထားပါသေးရှင် ဆက်လက်ပြီးတောင်နာမြို့နယ်ညောင်တို့ရွာကိုစတက်ကမီရှုဖြက်စင်းမှုအသက်အရွယ်ကြီးရင်နေသည့်ဖုန်ကြီးတဘာမီလောက်တင်ဆောင်ပြီးနေအိမ်60ခန်းပြန်ကျဆွဲတရင်ကိုတင်ဆက်ပေးမှဖြစ်ပါသည်မန္တလေးတိုင်းတောင်သားမြို့နယ်ညောင်တုံရွာကိုအကြမ်းစစ်တပ်ကမိရှိုးဖြက်စီမှုအသက်အရွယ်ကြီးရင်နေသည့်ဖုန်ကြီးတပါမိလောက်တင်ဆောင်ပြီးနေအိမ်60ခန်းပြန်ချခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါသည်။နိုဝင်ဘာလ22ရက်နေ့နေ့စဉ်၌ခမ်းမစတင်ပြီးတောင်သားမြို့နယ်ညောင်တုံရွာကိုအကြမ်းစစ်တပ်ကတနင်္လာဖြစ်ပေါက်က တနက်များပြစ်ပေါက်ကဝင်ရောက်စိနှင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အကြမ်းမတ်စတဲ့ကဝင်ရောက်စိနှင်းပြီးနောက်နေအိမ်များကိုမိရှို့ဖျက်ဆီးစဉ်ကျေးရွာအတွင်းထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိသည့်အသက်အရွယ်ကြီးရင်းနေသည့်ဖုန်ကြီးတစ်ပါးမိလောင်သေးဆုံးကနေအိမ်90ခန်းပြန်ကျခဲ့ကြောင်းသိရပါသည်။ မိလာတင်ဆောင်ခဲ့တဲ့ဖုန်ကြီးကအသက်ကြီးတော့ဘယ်မှမပြေးနိုင်ပေမိတဲ့ပါသွားတော့စိတ်ခွေးတွေမီဆိုလို့နေ90လောက်ပြန်ကျသွားတယ်လို့သိရတယ်။ဖန်ဆီးခံရတဲ့ပြည်သူတွေမရှိတော့ဘူး။မနေ့ကမနေ့ကလေးကစစ်ကြောင်းထုတ်မယ်လို့တင်ညာလို့တရွာလုံးဆောင်နေကြတာလို့ဒေသပြည်သူတို့ကပြောဆိုပါတယ်။အဆိုပါညောင်သူရွာသည်အကြမ်းမဲ့စစ်တပ်ကလေကြောင်းတိုက်ခတ်မှုများမကြံခဏပြုလုပ်သည့်ကျေးရွာဖြစ်ပြီးလက်ရှိအချိန်မှာကျေးရွာနေပြည်သူများသည့်ဘေးလွတ်ရာကိုထွက်ပြေးသိမ်းဆောင်နေရကြောင်းသိရပါတယ်။ဒါအပြင်အကြမ်းမဲ့စစ်တပ်စစ်ကြောင်းက တောင်တန်ကတဲ့ရောက်လမ်းမိုင်းညောင်သူကြီးရွာလမ်းခွဲရှိတော်လင်းရဲတပ်ဖွဲ့များ၏ကေစခန်းကိုလည်းဝင်ရောက်စဉ်နှင့်မိရှုပြစီသွားကြောင်းသိရပါရရှင်။